မောင်မိုက်နေတဲ့ညတညမှာတိတ်ဆိတ်နေတဲ့ရက်ွက်လေးတွေကိုဝိုင်းရင်မော်ဆရာကြီးတဦးဖြစ်တဲ့အဲဘက်တမ်းမဲတော်ဟာရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့လက်ထဲမှာလည်းပစ္စည်းလေးတစ်ခုကိုကင်ထားခဲ့ပြီးအဆိုပါအရာလေးကိုဖွင့်လိုက်တဲ့အခါမှာတော့လမ်းထဲမှာရှိနေတဲ့ဓမီးတိုင်တွေကအလင်းတွေဟာအဆိုပါအရာလေးတွေကိုရောက်ရှိလာခဲ့ပြီးရက်ွက်တကူလုံးအမောင်ကျသွားခဲ့ပါတယ်။ခဏအကြာမှာတော့ကြောင်ပုံစံပြောင်းလာတဲ့ပရော်ဖက်ဆာမကွန်နက်ကင်ဟာရောက်ရှိလာခဲ့ပါတယ်။ ပရိုဖက်ဆာ၂ယောက်ဟာအစိုးပါရက်ကွက်လေးတဲကိုကိစ္စတစ်ခုကိုဆောင်ရွက်ဖို့လောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ခဏအကြာမှာတော့ကောင်းငင်ရန်ကနေဆိုင်ငယ်ပြန်ကြီးကိုစီးကလူကောင်ကြီးကြီးနဲ့လူတရရောက်ရှိလာခဲ့ပါတယ်။အစိုးပါလူကတော့ကျောင်းဆောက်ကြီးဟက်ဂရစ်ဖြစ်ပြီးသူနဲ့အတူကလေးလေးတယောက်လည်းပါလာခဲ့ပါတယ်။ပရိုဖက်ဆာအဲဘက်စတန်မေတော့ကကလေးလေးကိုခေါ်ယူခဲ့ပြီးစိုးရွားလာတဲ့တာမန်မကယ်လူမျိုးတွေစီမှာပဲထားခဲ့လိုက်ပါတယ်။အကြောင်းရင်းကတော့နောက်တစ်ချိန်မှဖြစ်လာမယ့်အန်နီရယ်ကနေဝင်းနေစီဖို့ပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ကလေးလေးကိုအိမ်ရှိမှာစားဆောင်လေးနဲ့အတူထားခဲ့လိုက်ပါတယ်။ အဆိုပါကလေးလေးကတော့နှစ်ဖူးမှလျက်စီးပုံအမှန်ရုပ်ပါရှိတဲ့ Harry Potter ဆိုတဲ့ကလေးလေးတယောက်ပဲဖြစ်ပါတယ်ဒီလိုနဲ့၁၇နှစ်ကြာတဲ့အခါမှာတော့ Harry ဟာအသက်ကြီးလာခဲ့ပြီး Harry ကို Dursley မိသားစုကဝေးစားထားခဲ့တာပဲဖြစ်ပါတယ် Dursley မိသားစုက Harry ကိုလေကားအောက်ကအခန်းကြီးလေးမှာပဲနေစေခဲ့ပြီး Harry ကိုအိမ်ရဲ့တောက်တုံမရတွေကိုခိုင်းခဲ့ပါတယ်ဒီနေ့ကတော့ Dursley မိသားစုရဲ့တဦးသေးသောသားဖြစ်သူ Dursley ရဲ့မွေးနေ့ဖြစ်တာကြောင့်ရိုင်းဆက်လာတဲ့ Dursley ဟာသူ့ရဲ့မွေးနေ့လက်ဆောင်လေးကိုရည်နေခဲ့ပါတယ်တရိစံဥယင်တွားကန်နီးမှာလဲ ဒတ်လီရဲ့အဖေဖြစ်သူကတခါတလေမော်ပညာရီတုံးတဲ့ဟယ်ရီကိုမလုပ်ဖို့မှားနေခဲ့ပါတယ်။ဒီလိုနဲ့တိရစ္ဆာန်ဥယျာဉ်ရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံကစပွန်အုံငွေကြီးကိုကြည့်ကဒတ်လီကငွေကိုမလုပ်လို့ရရန်ဆိုင်ဆိုင်နေပြုတ်မှုနေခဲ့ပါတယ်။ဟယ်ရီကအိပ်ပျော်နေတဲ့ငွေကြီးကိုဒတ်လီလုံးမိသားစုအစားတောင်းပန်နေခဲ့ပါတယ်။ငွေကြီးကလည်းဟယ်ရီရဲ့စကားကိုနားလေတာကြောင့်ထလာခဲ့ပါတယ်။ငွေကြီးထလာလာမြင်တော့ဒတ်လီကလည်းဟယ်ရီကိုတိုးထုတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟယ်ရီဟာဒေါသထွက်သွားခဲ့ပြီးဒတ်လီကိုကြည့်နေတဲ့အချိန်မှာပဲ ကာထားတဲ့မှန်လေးကရုတ်တရက်ပြောက်သွားခဲ့ပြီးဝေကန်တဲ့ကိုဒက်တလီတယောက်ပြုတ်ကျသွားခဲ့ပါတယ်။ဝေကြီးကအပြင်ကို ထွက်လာခဲ့ပြီးဟယ်ရီကိုကျေးဇူးတင်စကားပြောကာထွက်သွားခဲ့ပါတယ်။အထဲမှာပိတ်မိနေတဲ့ဒက်တလီကိုကြည့်ပြီးရည်နေခဲ့တဲ့ဟယ်ရီကိုဒက်တလီရဲ့အဖေဟာမျက်မှောက်ကြီးကုတ်ကုတ်နဲ့ကြည့်နေခဲ့ပြီးအယောင်းတဲ့ခါမှာတော့ဟယ်ရီကိုလေကားအောက်မှာရှိနေတဲ့စတိုခန်းထဲမှာပဲပိတ်ထားခဲ့လိုက်ပါတယ်။ဒီလိုနဲ့တရက်မှာတော့ဟယ်ရီစီကိုစားသောက်သောက်ရောက်ရှိလာခဲ့ပြီးဗာနွန်ကကြည့်လိုက်တဲ့ခါမှာတော့ဟော့ဝတ်ကဖြစ်နေခဲ့တာကြောင့်စားဆောင်ကိုဖျက်ဆီးခဲ့လိုက်ပါတယ်။ ဟောဝက်ចောင်းကလည်း Harry ကိုစာရီမယောင်မချင်းစာပို့ဈေးကွက်တွေနဲ့ပို့နေခဲ့ပြီးရုံးမလုံးနဲ့ Vernon ကစာတိုင်းနဲ့ဆောင်ဝင်ပေါက်တွေအကုန်လုံးကိုပိတ်ပစ်ခဲ့ပြီးစာရီအကုန်လုံးကိုမိရှုဖြက်စည်းခဲ့လိုက်ပါတယ်ဒီလိုနဲ့တရက်မှာတော့ Vernon ဟာဒီနေ့တော့စာရီထပ်မပို့လောက်တော့ဘူးလို့ထင်နေပေမဲ့အပြင်မှာလည်းစာပို့ဈေးကွက်တွေဟာအများပြားရှိနေခဲ့ပါတယ်ခဏကြာမှာတော့ရုတ်တရက်အိမ်ကြီးကတုံခါလာခဲ့ပြီးမိဘခေါင်းနိုင်ကနေမြပြလာတဲ့ဟောဝက်ကစာရီကအိမ်ထဲကိုရောက်ရှိလာခဲ့ပြီးအိမ်တအိမ်လုံးပြင်းထန်သွားခဲ့ပါတယ် အဲ့နောက်မှာတော့ဗာနွန်တို့ဟာဒူတူကင်းမဲနဲ့ကန်ဆက်ကမိပြတိုက်ကြီးစီကိုပြောင်းလာခဲ့ပါတယ်အဆိုပါနေ့ကတော့ဟဲရီရဲ့17နှစ်ပြည့်မွေးနေ့ဖြစ်နေခဲ့ပါတယ်ခဏအကြာမှာတော့ကထောရလူကြီးတယောက်ဟာရောက်ရှိလာခဲ့ပြီးအဆိုပါလူကတော့ဟဲရီကိုငငယ်ကလာပို့ခဲ့တဲ့ဟောဝဲចောင်းဆောင်ကြီးဖြစ်တဲ့ဟက်ဂရစ်ပဲဖြစ်ပါတယ်ဟက်ဂရစ်ကဟဲရီအတွက်သူ့ကိုယ်တိုင်လှုပ်လာတဲ့မွေးနေ့ကိတ်ကိုပေးလိုက်ခဲ့ပါတယ်အဲ့နောက်မှာတော့သူ့ကိုယ်သူမိတ်ဆက်ခဲ့ပြီးဟဲရီကမော်ဆရာလေးဖြစ်တာကြောင့်ဟောဝဲចောင်းကိုတတ်ဖို့စာရီပို့ခဲ့တာပဲဖြစ်ပါတယ်ဗာနွန်တို့ကလည်းရောက်ရှိလာခဲ့ပြီး ဟယ်ရီကိုမထဲနိုင်ကြောင်းနဲ့ကျောင်းကြီးဖြစ်တဲ့ Professor Abbas Dumbledore ကိုစော်ကားနေတာကြောင့်ဟယ်ရီအတွက်လှုပ်လာတဲ့မွေးနေ့ကိတ်ကိုစားနေတဲ့ Dudley ကို Hagrid ကမော်ပညာနဲ့ဝက်အမိထွက်လာအောင်လှုပ်ပစ်ခဲ့လိုက်ပြီး Harry ကိုခေါ်သွားခဲ့ပါတယ်။ကျောင်းအတွက်လိုအပ်တာတွေဝယ်ဖို့အတွက်ဆိုင်နဲ့ဆိုင်ကိုဝင်လာခဲ့လိုက်ပြီးဆိုင်ထဲကလူတွေအားလုံးဟာလည်း Harry ကိုတိနေခဲ့ကြပါတယ်။ဒီလိုနဲ့အမောင်ပညာကိုဖြိုခွင်းတဲ့ပညာကိုသင်ကြားတဲ့ Professor နဲ့တွေ့ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့မော်ပစ္စည်းတွေကိုဝယ်ယူဖို့အတွက် Diagon Nelly ကိုတွားရောက်ခဲ့ကြပြီးမော်ပစ္စည်းတွေဝယ်ယူဖို့အတွက် ပတ်ဆက်လို့တာကြောင့် Green Core ဆိုတဲ့မော်ဘန်တခုကိုရောက်လာခဲ့ကြပါတယ် Green Core ဘန်ထဲမှာခင်းမမကောင်းတဲ့မင်းစာတွေဟာရှိနေခဲ့ပြီးဘန်တိုင်းထဲရောက်တဲ့အခါမှာတော့မြားပြားလာတဲ့ရွှေတင်းကားတွေဟာပြည့်နေနေခဲ့ပါတယ်တကယ်တော့အဆိုပါရွှေတင်းကားတွေဟာ Harry ရဲ့မိဘတွေကထားခဲ့တဲ့အမွေပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ Harry အတွက်မော်ဒုတ်တံကိုဝယ်ဖို့အတွက်စာတဆိုင်ကိုရောက်ရှိလာခဲ့ပြီးအဆိုပါဆိုင်မိုင်ရှင်ကလည်း Harry ကိုတည်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Harry နဲ့တင်းတော်မဲ့မော်ဒုတ်တံကိုရွေးပေးခဲ့လိုက်ပါတယ် Hagrid ကလည်း Harry အတွက်ဇီးကွက်လေးတစ်ကောင်ကိုလည်းဝယ်လာပေးခဲ့လိုက်ပါတယ် ဒီလိုနဲ့ Harry ကသူကြားခဲ့ရတဲ့အရာတွေကို Hagrid ကိုမေးခဲ့လိုက်ပါတယ်။ Hagrid ကလည်း Harry ကဇုံးမိနေတာကြောင့်မဖြစ်ချင်းပေမဲ့လည်းအရင်ကကောင်းတဲ့မော်ဆရာတွေပဲရှိခဲ့တာမဟုတ်ပဲအရန်ဆိုးတဲ့မော်ဆရာတွေလည်းရှိကြောင်းပြောပြခဲ့ပါတယ်။ Voldemort ဆိုတဲ့မော်ဆရာဟာအမောင်ပညာနဲ့စစ်တပ်တစ်ခုကိုဖန်တီးဖို့အတွက်လူတွေကိုစူးစောင်းခဲ့ပြီးသူ့ပမပါတဲ့လူတွေကိုရရက်ဆက်ဆက်တပ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။သူ့ကိုဆန့်ကျင်တဲ့လူတွေကိုတတ်နိုင်ခဲ့ပေမဲ့ Harry ကိုမတတ်နိုင်ခဲ့ပဲ Harry ရဲ့နှစ်ဖူးပေါ်ကအမာယိုလေးတစ်ခုကိုသာထားခဲ့ကြအောင်ရှင်းပြခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့ ဟော့ဝတ်ကိုသွားဖို့အတွက်ဘူရာယုံကိုလိုက်ပို့ပေးခဲ့ပြီးလက်မှတ်လေးပေးကဟက်ဂရစ်တယောက်ပျောက်သွားခဲ့ပါတယ်။ဟယ်ရီယာသူစီရမဲ့ရထားနဲ့ဈေးတက်နမဟာပျောက်နေခဲ့တာကြောင့်တိုက်ပတ်နေခဲ့ပြီးဒီလိုနဲ့ကောင်းလေးတယောက်ဟာတိုင်ထဲကိုထိုးပေါက်ဝင်သွားတာကိုတွေ့လိုက်တာကြောင့်အဆိုပါမိသားစုကိုမေးလိုက်ပြီးဟယ်ရီလည်းအဆိုပါမိသားစုနဲ့အတူတိုင်ထဲကိုထိုးပေါက်ဝင်ရောက်လာခဲ့ပါတယ်။အထဲကိုရောက်သွားတဲ့အခါမှာတော့ဟယ်ရီရှာနေတဲ့ရထားနမနဲ့ဈေးညံကိုတွေ့သွားခဲ့ပါတယ်။ဒီလိုနဲ့ရထားကြီးဟာဟော့ဝတ်မော်ချောင်းတော်ကြီးစီကိုဥတီမောင်းနေလာခဲ့ပါတယ်။အဲ့ဒီနောက် ဝင်းစလီမျိုးရိုးဖြစ်တဲ့ရွန်ဝင်းစလီဟာရထားထဲမှာနေရမရှိတော့တာကြောင့်ဟယ်ရီနဲ့အတူနေလို့ရမလားလို့မေးခဲ့တာကြောင့်ဟယ်ရီကလည်းလက်ခံလိုက်ခဲ့ပါတယ်။အဲ့ဒါနဲ့တယောက်နဲ့တယောက်မိတ်ဆက်ခဲ့ကြပြီးဟယ်ရီပေါ်တာမဲ့တည်သွားတဲ့အခါမှာတော့ဝင်းစလီတယောက်မျက်လုံးပြူသွားခဲ့ပါတယ်။ဟယ်ရီတို့မုန်းနေဝယ်စားနေရင်ဝင်းစလီကသူ့ရဲ့မတတ်တခေါက်မောပညာနဲ့ဟယ်ရီကိုမျက်လက်တတ်မယ်လို့ပြောခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲခတ်ဆော့ကကောင်းပါလေးလေးဖြစ်မကဲမျိုးနွယ်ကလည်းဖြစ်တဲ့ Harmony Granger ကရောက်ရှိလာခဲ့ပြီးဟယ်ရီရဲ့မျက်မှန်ကိုကြည်သွားအောင်လှုပ်ပြခဲ့လိုက်ပါတယ်။ဒီလိုနဲ့ညရောက်တော့ ဟောဝဲတောင်ကြီးကိုရောက်ရှိလာခဲ့ပြီးဟက်ဂရစ်ကတောင်သားတွေကိုလက်ပြပြီးတောင်ကြီးစီကိုလေတွေနဲ့တွားရောက်ခဲ့ကြပါတယ်။ဟောဝဲတောင်တော်ကြီးဟာခန်းလာလာတာကြောင့်ဟေရီတို့လိုပထမနှစ်ကျောင်းသူကျောင်းသားတွေဟာလည်းကျောင်းတော်ကြီးကိုကြည့်ကအံ့ဩမင်သက်နေခဲ့ကြပါတယ်။ဒီလိုနဲ့ကျောင်းတော်ကြီးတဲကိုရောက်တဲ့အခါမှာတော့ပရိုဖက်ဆာမက်ကော့နက်ကေကပထမနှစ်ကျောင်းသူကျောင်းသားတွေကိုတိုးဆိုခဲ့ပြီးကျောင်းသူကျောင်းသားတွေကိုအထဲကိုရောက်ရင် Ravenclaw, Gryffindor, Hufflepuff နဲ့ Slytherin ဆိုပြီးအပွဲလေးပွဲခွဲပြီးမှဖြစ်ကြောင်းရှင်းပြခဲ့ပြီး စ조사ရင်조사သလိုအဖွဲအတွက်အမှတ်ရမှာဖြစ်ပြီးစီကံချိုးဖောင်းရင်လည်းအဖွဲတွေကအမှတ်နှုတ်ခံရမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ကဆိုးဆိုးကောင်လေးတယောက်ဖြစ်တဲ့ဒရီကိုမက်ဖိုင်းကသူတို့အဖွဲတွေကိုဝင်ဖို့ဟယ်ရီကိုကမ်းလှမ်းခဲ့ပါတယ်။ဟယ်ရီကတော့ညှဉ်းဆန်ခဲ့လိုက်ပြီးចောင်းသူចောင်းသားတွေအကုန်လုံးចောင်းဟောင်းခန်းကြီးတွေကိုရောက်ရှိလာတဲ့အခါမှာတော့ចောင်းအုံကြီးဖြစ်တဲ့ Airbus Dammer တော့က မင်းကုန်းကိုပြောကြခဲ့ပြီးကျောင်းအနီးနားကတောအုပ်ကြီးတဲ့ကိုမသွားဖို့ပြင်းပြင်းထန်ထန်တားမြစ်ထားကြောင်းနဲ့ကျောင်းဆောင်ကြီးဖြစ်တဲ့မစ္စတာဖစ်နဲ့မိတ်ဆက်ပေးခဲ့လိုက်ပြီးကျောင်းရဲ့ညာဘက်ကော်ရီဒါဟာလည်းတားမြစ်နေပြီဖြစ်ကြောင်းထပ်မံတတိပေးခဲ့လိုက်ပါတယ်။အဲဒီနောက်ပရော်ဖက်ဆာမက်ကော်နဂယ်ကကျောင်းသူကျောင်းသားတွေကိုအဖွဲခွဲပေးဖို့အတွက် မော်အုပ်ထုပ်ကြီးကိုကင်ထားလိုက်ပြီးဟာမိုနီကိုအရင်ခေါ်ကမော်အုပ်ထုပ်ကြီးကိုစောင့်ပေးလိုက်တဲ့အခါမှာတော့မော်အုပ်ထုပ်ကြီးကဟာမိုနီရဲ့နမိတ်ကိုဖတ်ပြီး Griffin Door အဖွဲကိုပို့ပေးခဲ့လိုက်ပါတယ်။ One Wine ကိုတော့ Slytherin ကိုပို့ပေးခဲ့လိုက်ပြီး ဝင်းစလီကိုလည်းနမိတ်ဖတ်ပြီးဂရင်ဗင်ဒေါကိုပို့ပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့ဟဲရီလည်းရောက်လာခဲ့တဲ့အခါမှာတော့သူတွေအားလုံးကစိတ်ဝင်စားနေခဲ့ကြပြီးဟဲရီကစလီသမင်းကိုမရောက်ပါစေနဲ့လို့တဖော့ဖော့ညွတ်နေခဲ့ပြီးအုတ်ထုတ်ကြီးကလည်းဟဲရီရဲ့ခက်ခဲနဲ့နေလာတဲ့နမိတ်ကိုဖတ်ပြီးဟဲရီကဂရင်ဗင်ဒေါအဖွဲ့မှာပဲတင့်တော်တာကြောင့်ပို့ပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့အတီးတီးចောင်းသူចောင်းသားတွေနမိတ်ကိုခေါ်ကအဖွဲ့ခွဲပေးပြီးတဲ့အခါမှာတော့ចောင်းအုပ်ကြီးကចောင်းရဲ့စားပွဲကြီးကိုစတင်ခဲ့လိုက်ပါတော့တယ်အဲ့နောက်ဟဲရီကဂရင်ဗင်ဒေါစီနီယာအကိုတယောက်ကို Harry က စရိသရေရဲ့ခေါင်းဆောင်ကိုလက်ညှိုးထိုးပြကသူကဘသူလဲလို့မေးခဲ့လိုက်ပါတယ်။စီနီယာကိုကလည်းသူကစရိသရေခေါင်းဆောင် Professor Snape ဖြစ်ကြောင်းပြောပြခဲ့လိုက်ပါတယ်။ဆောင်းဝဲကြီးပြီးလို့အဆောင်လေးပြန်ကြတဲ့အခါမှာတော့အဆောင်ကိုသွားတဲ့လေကားတွေကအမြဲပြောင်းရွှေ့နေတတ်ပြီးအဆောင်တဲကိုဝင်ဖို့ဆိုလုံနေတဲ့ပကြီးကားတွေကအမျိုးသမီးကြီးကိုစကားဝတ်ပြောမှသာဝင်လို့ရမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ Harry နဲ့ Weasley တို့ဟာအတန်းနောက်ကျနေခဲ့ကြပြီး Weasley ကမတို့နောက်ကျတာကို Professor McGonagall မသိတော့ပါဘူးလို့ပြောနေချိန်မှာပဲ ကျောင်းကနေလူအဖြစ်ပြောင်းသွားခဲ့ပြီးဟယ်ရီတို့ကိုအသက်ကြောင့်နေကြတာလားလို့မေးခဲ့ပါတယ်။အဲ့ဒီနောက်ပရိုဖက်ဆာစနိတ်ဟာစေးရီဖျော်ဆန်ကြီးတင် जा ဖို့ရောက်ရှိလာခဲ့ပါတယ်။စနိတ်ကတော့စီကံကြီးပြီးတည်တည်ငြိမ်ငြိမ်နေတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။စနိတ်ကဟယ်ရီကိုသူစားတင်နေတာကိုစိတ်ဝင်စားလို့ဟယ်ရီကိုစာရီမေးပေမဲ့ဟယ်ရီကတော့မဖြေနိုင်ပဲဖြစ်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဟယ်ရီတို့ကိုဓမျက်စီပြန်တင်ပေးဖို့ဆရာမဟာရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ဆီယာမားကဟယ်ရီတို့ကိုတပြက်စီးပြန်စီးနီတင် जा ဖို့ဝီစီကိုမှုန့်လိုက်တဲ့အခါမှာတော့နေဗလောင်းဘော်တွန်ရဲ့တပြက်စီးပြန်ဟာအရင်ဆုံးပြန်တန်းခဲ့ပြီးနေဗလောင်းဘော်တွန်ဟာကြောက်လို့နေခဲ့တာကြောင့်တပြက်စီးပြန်ပေါ်ကနေပြုတ်ကျသွားခဲ့ပြီးလက်ကျိုးသွားခဲ့ပါတယ်။ဆီယာမားကလည်းចောင်းသားတွေကိုမြေပြင်မှာပဲနေဖို့မှာချခဲ့ပြီးနေဗလောင်းဘော်တွန်ကိုစီးပီးကန်းကိုခေါ်သွားခဲ့လိုက်ပါတယ်။မက်ဖိုင်းကနေဗလောင်းဘော်တွန်ရဲ့ဘောလုံးလေးကိုကောက်ယူလိုက်ပြီးဟယ်ရီကပြန်နှောင်းခဲ့ပေမဲ့မက်ဖိုင်းကဒီပေါ်မှာလိုက်ယူလိုက်ဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့မက်ဖိုင်းကဘောလုံးကိုအဝေးကိုပြစ်လိုက်တာကြောင့် ဟယ်ရီကတပြက်စီးပြက်နဲ့လိုက်ဖမ်းခဲ့ပြီးပရိုဖက်ဆာမကွန်နဂယ်ရဲ့အခန်းကိုရောက်ခွင့်ပေးမှာပဲဖမ်းမိသွားခဲ့တာကိုမကွန်နဂယ်သိသွားခဲ့တာကြောင့်ဟယ်ရီစီကိုရောက်လာခဲ့ပြီးခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့ Quidditch ကစားသမားခေါင်းဆောင်ကိုရွှေဘော်လုံးဖမ်းသမားကိုတွေးပြီးလို့လာပြောခဲ့လိုက်ပါတယ်ပထမနေ့နဲ့ Quidditch ကစားပွဲကိုပာဝင်ခဲ့ရတဲ့ Harry ရဲ့တည်င်းဟာပြန့်နှံ့သွားခဲ့ပြီး Weasley ကလည်း Harry ကိုဂုဏ်ယူနေခဲ့ပါတယ်ဆရာမကြီး Harmony က Harry ရဲ့အဖေ Jane ပေါ်တာရထားတဲ့ Supplier ကိုလိုက်ပြခဲ့လိုက်ပြီးအဆောင်ကိုပြန်လာခဲ့ကြပါတယ် အဆိုပါချိန်မှာပဲလေကားဟာရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးကျောင်းအုပ်ကြီးတန်းမြစ်ထားတဲ့အခန်းဘက်ကိုရောက်ရှိသွားခဲ့ပါတယ်။ကျောင်းဆောက်ကြီးမစ္စတာဖစ်နဲ့သူ့ရဲ့ကျောင်းဟာရောက်ရှိလာခဲ့တာကြောင့်ဟယ်ရီတို့ဟာကျောင်းလန်သွားခဲ့ပြီးအခန်းထဲကိုပြေးဝင်လာခဲ့ကြပါတယ်။အခန်းထဲရောက်တော့နောက်ထပ်တော့ကတ်ထားတဲ့တကားဟာရှိနေတာကြောင့်ဆီယာမကြီးဟာမိုနီယာမော်ဒုတ်တန်နဲ့ဂါရာကိုရွတ်လိုက်တာကြောင့်တကားဟာပွင့်လာခဲ့ပြီးမစ္စတာဖစ်ကိုပုံနေခဲ့ကြပါတယ်။ကျောင်းဆောက်ကြီးထွက်သွားပြီးထင်လို့အပြင်ကိုပြန်ထွက်မယ်လို့မှပဲ ်ဟယ်ရီတို့နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းသုံးလုံးရှိနေတဲ့ခွေးနဲ့ကြီးတကောင်ရှိနေတာကြောင့်ဟယ်ရီတို့ကကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်ဟာမိုနီကခွေးကြီးရဲ့အောက်မှာအခန်းတစ်ခုရှိနေကြောင်းနဲ့အဆိုပါခွေးကြီးဟာအရာတခုခုကိုစောင့်ရှောက်နေတာဖြစ်ရမယ်လို့ပြောခဲ့ပါတယ်နောက်တစ်နေ့ရောက်တော့ကွိဒစ်ခေါင်းဆောင်ကဟယ်ရီကိုကွင်းထဲကိုလေ့ကျင့်ပေးဖို့ခေါ်လာခဲ့လိုက်ပါတယ်ကွိဒစ်ကစားနည်းဟာဘောလုံးဖမ်းတဲ့သူ၃ယောက်ရိုက်တဲ့သူ၂ယောက် ဂိုးဆောင်တစ်ယောက်နဲ့ဘောလုံးရှာတဲ့သူတစ်ယောက်စုစုပေါင်း9ယောက်ကစားရတာဖြစ်ပြီးအဆိုပါထဲမှာမှာဟယ်ရီကရွှေရောင်ဘောလုံးပြန်လေးကိုလိုက်ဖမ်းရမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာဟယ်ရီတို့မော်ဒုတ်တန်သုံးဦးတင်ကြားနေခဲ့ကြပါတယ်။မော်ကာနာကိုရွတ်လိုက်တာနဲ့ငမွေးလေးဟာလေပေါ်မြောက်တက်လာမှာပဲဖြစ်ပြီးဆမ်မာကြီးဟာမိုနီကတော့အတန်းထဲမှာပထမဦးဆုံးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဝစ်လီကအတန်းထဲမှာဆမ်မာကြီးလုပ်နေတဲ့ဟာမိုနီကိုအတင်းတုံနေခဲ့ပြီးဟာမိုနီဟာကြားပါခဲ့တာကြောင့်ဆေးဆိုးသွားခဲ့ပါတယ်။ ဟောလုံးဝင်းညတညမှာတော့ចောင်းသူចောင်းသားတွေအားလုံးဟာစားတော့ခန်းထဲမှာရှိနေခဲ့ပြီးဟာမိုနီယာပြောင်းနေခဲ့ပါတယ်ဟာမိုနီကစိတ်ဆုံးနေရာကြောင့်တနေ့ကုန်ရေချိုးခန်းထဲမှာငိုနေចောင်းကိုဟယ်ရီတို့သိသွားတဲ့အခါမှာတော့ဝီစလီဟာစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ခဏအကြာတော့အနောက်ရောက်မော်ပညာကာကွယ်ရေးတင်ပေးတဲ့ professor ကရောက်ရှိလာခဲ့ပြီးမြေအောင်ခန်းထဲမှာအေယာမဘလူးကြီးရှိနေကြောင်းပြောကမှောက်လဲသွားခဲ့ပါတယ်ចောင်းသူចောင်းသားတွေအားလုံးလည်းအကုန်လုံးចောင်းလန့်တကြဖြစ်ကုန်တာကြောင့်ចောင်းကြီးကအကုန်လုံးကိုအဆောင်ပြန်ကြဖို့မှတ်ကြားခဲ့လိုက်ပါတယ် အဆောင်ပြန်နေရင်ဟယ်ရီနဲ့ဝက်စလီတို့ကဟာမိုနီကိုတတိယသွားခဲ့ပြီးဟာမိုနီကိုတွားခေါ်ဖို့လုပ်ခဲ့ကြပါတယ်။ဘလူးကြီးကမင်းကလေးတန့်စင်ခန်းထဲကိုဝင်သွားခဲ့တာဖြစ်ပြီးဟာမိုနီကလည်းတန့်စင်ခန်းထဲကထွက်လာခဲ့တဲ့အချိန်ဘလူးကြီးကိုတွေ့လိုက်တာကြောင့်လန်သွားခဲ့ပါတယ်။ဘလူးကြီးကဟာမိုနီကိုတတ်ခိုက်နေချိန်ဟယ်ရီတို့ကရောက်ရှိလာခဲ့ကဘလူးကြီးကိုတတ်ခိုက်ခဲ့ပါတယ်။ဟယ်ရီကဘလူးကြီးရဲ့ဂုတ်ပေါ်ကိုရောက်သွားခဲ့ပြီးဘာမော်ပညာမှမတတ်သေးရမို့ မတော်တန်ကိုဘလူးကြီးရဲ့နှခေါင်းထဲကိုထိုးတက်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ဘလူးကြီးကဟဲရီကိုသူ့မှာပါတဲ့ဒုံးနဲ့တိုက်ခိုက်မယ်အလုပ်မှာပဲဝီစလီကမတော်တန်ရဲ့ခါရာကိုရွတ်ကဘလူးကြီးရဲ့ဒုံးကိုလေပေါ်မှာမျက်အောင်လှုပ်လိုက်ပြီးဘလူးကြီးပေါ်ကိုကြောက်အောင်လှုပ်လိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ snake နဲ့ mcgonagall တို့ကရောက်ရှိလာခဲ့တာဟာမိုနီကဓာရီဟာသူ့လို့တာဖြစ်ကြောင်းဝင်ခဲ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ harry က snake ရဲ့ဒဏ်ရာရနေတဲ့ခြေောက်ကိုကြည့်ကတန်တရားဝင်သွားခဲ့ပါတယ် ဒီလိုနဲ့မကွန်နဂယ်ကစီကံဖောက်တဲ့ဟာမိုနီကိုအမှန်ငါးမှတ်နှုတ်ပြီးဘလူးကြီးကိုရဲရဲဝံ့ဝံ့တတ်ခိုက်ခဲ့တဲ့ဟယ်ရီနဲ့ဝက်စလီတို့ကိုငါးမှတ်စီပေးခဲ့လိုက်ပါတယ်။ဟယ်ရီညစာစနေတဲ့အချိန်မှာစနိဖ်ကမေကန်ကောင်းခဲ့တာပဲဆိုပြီးပြောနေခဲ့ပြီးလာမယ့်ကွိနစ်ပြိုင်ပွဲမှာလည်းကန်ကောင်းပါစီလို့ပြောကထွက်သွားခဲ့တဲ့အချိန်ဟယ်ရီကသူ့တန်တရားဖြစ်နေတာကိုဟာမိုနီကိုပြောပြခဲ့ပါတယ်။စနိဖ်ကဘလူးကြီးကိုသူကအာယုံလွဲဖို့လွတ်လိုက်တာဖြစ်ပြီးခေါင်းသုံးလုံးခွေးကြီးရှိတဲ့အခန်းထဲကိုဝင်ဖို့စူးစမ်းရင်ဒဏ်ရာရတော့တာဖြစ်ရမယ်လို့ပြောပြခဲ့ပါတယ်။ ခဏကြာတော့ Harry ရှီကိုဇီကွက်တကောင်ကဓမြက်စည်းပြန်ကိုချပေးခဲ့လိုက်ပါတယ်အဆိုပါဓမြက်စည်းပြန်ဟာတာမန်မဟုတ်ပဲအလင်းမြဆုံးနီပတ်နှစ်ထောင်ပဲဖြစ်ပြီးမကောနဂယ်က Harry ကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ Harry ရဲ့ပထမဦးဆုံး Quidditch ပွဲဖြစ်တာကြောင့် Harry တယောက်ရင်ခုန်နေခဲ့ပါတယ်ရွှေရောင်ဘောလုံးလေးကိုရရင်အမှတ်150ရရှိပြီးအနိုင်ရမှာဖြစ်ပြီးအလွန်လင်မြတဲ့ဘောလုံးကိုပြစ်လိုက်တာတိုင်ပွဲကိုစတင်ခဲ့လိုက်ပါတယ်တိုင်ပွဲစတော့ Gryffindor ဘက်ကဦးဆောင်ဂိုးကိုရရှိခဲ့နေပြီး Gryffindor ဘက်ကအမှတ်20နဲ့အသာစီးနိုင်နေခဲ့တာကြောင့် ောက်ကျစ်တဲ့ Slytherin အသင်းသားတွေက Gryffindor ဂိုသမားကိုတန်ရာရအောင်လှုပ်လိုက်ခဲ့ပါတယ်ဒီလိုနဲ့ဂိုသမားမရှိတဲ့ Gryffindor အသင်းဟာအမတ်တွေပြန်ပေးနေခဲ့ရပါတယ် Harry ကတော့ဖျော်ယောင်ပေါ်လို့ကိုလိုက်ရှာနေခဲ့ပြီးရှာတွေ့တဲ့အခါမှာတော့လိုက်ဖမ်းခဲ့ပြီးမယ် Harry ရဲ့ဓမြစည်းပြန်ဟာထိချိုးရခတ်နေပြီးရိတ်ထုတ်နေခဲ့ပါတယ်အားလုံးဟာ Harry ဘာဖြစ်နေမှန်းမသိခဲ့ကြပြီး Harmony က Snape ကိုတတိထားမိခဲ့လိုက်ပါတယ်ဒီလိုနဲ့ Snape ရဲ့ဆင်ရောက်ကိုတွားရောက်ခဲ့ပြီး Snape ရဲ့ဝိယုံကိုမီးလောင်အောင်လှုပ်လိုက်ခဲ့ပါတယ် ီလိုနဲ့လူတွေဟာစင်ပေါ်မှာရှုပ်ရှက်ခတ်သွားခဲ့ပြီးဟယ်ရီကိုအာယုံပြတ်သွားခဲ့တာကြောင့်တပြက်စီးပြက်ဟာလည်းပုံမှန်ပြတ်ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့စလီသရီကစားသမားနဲ့အပြိုင်ရွှေရောင်ဘောလုံးလေးကိုလိုက်ဖမ်းနေရင်နောက်ဆုံးမှာဟယ်ရီကရရှိသွားခဲ့တာကြောင့်အနိုင်ရသွားခဲ့ပါတယ်။ဒီလိုနဲ့ဟယ်ရီကိုပြန်ပွဲမှာစနိပ်ကမနိုင်အောင်ဂါလာရီရွတ်နေကြောင်းနဲ့ဘလူးကြီးလွတ်လာတာလဲခေါင်းတော်တော်ရှိတဲ့ခွေးကြီးခန်းလေးကိုဝင်ကျင်လို့အာယုံဝဲတာဖြစ်ကြောင်းဟက်ဂရစ်ကိုပြောပြတော့ဟက်ဂရစ်ကလည်းစနိပ်ဖာအဲ့လိုအကျင့်မရှိကြောင်းပြောပြခဲ့ပါတယ်။နောက်ပြီးတော့ခေါင်းတော်လုံးခွေးကြီးကကြောက်ကြီးဒမ်မဲ့တော့နဲ့ ီကိုလက်ဖလမဲကိုဆောင်းဆောင်းနေတာဖြစ်ကြောင်းရောင်မီပဇာကနေထွက်သွားခဲ့ပါတယ်။နောက်ပြီးအန်နီနားအကြောင်းဟယ်ရီတို့ကိုဝင်မပါဖို့မှာခဲ့လိုက်ပါတယ်။ဒီလိုနဲ့ခရစ်စမတ်နေ့ရောက်တော့စစ်တူရင်ကစားနေတဲ့ဟယ်ရီတို့ကိုဒီကိုလက်ဖလမဲအကြောင်းကိုကန့်သတ်ထားတဲ့စာကြည့်တိုက်ထဲမှာသွားကြည့်ကြမယ်လို့ပြောခဲ့ပါတယ်။ရရောက်တော့ဝစ်စလီယာခရစ်စမတ်လက်ဆောင်အင်ကြီးရထားကြောင်းဟယ်ရီကိုပြုတ်ပြခဲ့ပြီးဟယ်ရီကဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စာတော်ဆောင်နဲ့အတူဝေယုံတစ်ထည်မှာပါရှိခဲ့ပါတယ်။အဆိုပါလက်ဆောင်ကတော့ဟယ်ရီအဖေမတည်ခင်ထားခဲ့တဲ့လက်ဆောင်ပဲဖြစ်ပါတယ်။ ဟယ်ရီကဝင်းရုံကိုဝင်းကြည့်လိုက်တဲ့အခါမှာတော့ကိုပြောက်သွားတာကိုတတိထားမိခဲ့လိုက်ကြပါတယ်ဒီလိုနဲ့ဟယ်ရီကကတ်သက်ထားတဲ့စာကြည့်လိုက်တဲ့ကိုဝင်းရုံနဲ့တွားရှာခဲ့ပေမဲ့မတွေ့ရကြအောင်အဆောင်ကိုပြန်လာတဲ့လမ်းမှာစနိဖ်ကအနဲ့ရောက်ပေါ်တိုက်ခိုက်ရေးတင်ကြားတဲ့ဆရာကိုတခုခုကိုတတိပေးနေတာကိုဟယ်ရီမြင်သွားခဲ့ပါတယ်ဒီလိုနဲ့ဟယ်ရီကအခန်းလွတ်တစ်ခုရဲ့ကိုဝင်သွားခဲ့တဲ့အချိန်ကြီးမားတဲ့မှန်တဲ့ချက်ကရှိနေခဲ့ပြီးဟယ်ရီမှန်ကိုကြည့်နေရင်ခဏအကြာမှာတော့မှန်ထဲမှာဟယ်ရီရဲ့မိဘတွေပေါ်လာတာကြောင့်ဟယ်ရီကမှန်ကိုကြည့်နေခဲ့ပါတယ်ဒီလိုနဲ့ဟယ်ရီဟာအမှန်ရှိမှထိုင်နေခဲ့တဲ့အချိန် ចောင်းអូជីដាមេដော့ហានយកឈីឡាគេបាដែរဒါမဲ့တော့ကမှန်ကြီးအကြောင်းကိုရှင်းပြခဲ့ပြီးအဆိုပါမှန်ကြီးဟာလူတယောက်ရဲ့စိတ်ထဲမှာလေးလေးနက်နက်လိုချင်နေတဲ့အရာကိုမှန်ထဲမှာပေါ်လာမှဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။နောက်တစ်နေ့ဟယ်ရီတို့စာကြည့်လိုက်တယ်ရှိနေတယ်။ဟာမိုနီကစာအုပ်ကြီးတအုပ်နဲ့ရောက်ရှိလာခဲ့ပြီးစာအုပ်ထဲမှာနီကိုလက်ဖလမဲကကြောက်တုံးကိုတည့်ရဲ့တယောက်တည်းတော့သူပဲဖြစ်ပြီးပေါ်ကြတုံးကအရန်ကိုအစွမ်းကြီးတာကြောင့်ကြောက်တုံးကိုကြိုတောက်မယ်ဆိုရင်သာရရှင်သာတိုင်းမှာဖြစ်ကြောင်းနဲ့ခေါင်းသုံးလုံးရှိနေတဲ့ခွေးကြီးဟာလည်းနီကိုလက်ဖလမဲကိုဆောင်းဆောင်းနေတာဖြစ်ကြောင်းဟာမိုနီကရှင်းပြခဲ့ပါတယ်။ ်နာနေခဲနဲ့ရောက်တော့ snakes ကပေါ်တောင်တုံးကိုသူ့အတွက်အသုံးချနေတာမဟုတ်ပဲဘိုဒါမော့ပြန်ရှင်သန်ဖို့အတွက်လိုချင်တာဖြစ်ရမယ်လို့ပြောပြခဲ့ပါတယ်ဟာမိုနီကလည်းဘိုဒါမော့ကိုနိုင်နေမော့ဆေးရတယောက်ပဲရှိတယ်သူကတော့ကြောက်ရည်တမ်းပဲတော့ပဲသူရှိနေတဲ့ရနေလုံးကြုံပါလေလို့ပြန်ပြောခဲ့ပါတယ်ဒီလိုနဲ့ harry တို့ကခွေးကြီးကိုကြော်လာဖို့နီးကို hagrid ကိုတွတ်မိခဲ့ပြီး hagrid ကလည်းရောင်းပြီးပြောမိခဲ့လိုက်ပါတယ်ဈာရောက်တော့ ဟယ်ရီတို့ခွဲကြီးစီးရဲ့အခန်းလေးကိုတွားရောက်ဖို့လုပ်နေတဲ့အချိန်လောင်းဘော်တွန်ကဂရီဖင်တို့အမတ်ရောင်းအောင်လုပ်မဲ့ဟယ်ရီတို့ကိုတားဖို့လုပ်ပေမဲ့ဟာမိုနီကမော်တော့တန်နဲ့ခဲအောင်လုံလိုက်ခဲ့ပါတယ်ခွဲကြီးစီးနေတဲ့အခန်းလေးရောက်တဲ့အခါမှာတော့သူရိယာအတန်းကိုတုံးထားတာကြောင့်ခွဲကြီးကအိပ်ပျော်နေခဲ့ပြီးစနိတ်ကသူတို့ထက်အရင်ရောက်နေတာဖြစ်ရမယ်လို့ပြောနေခဲ့ပါတယ်ခွဲကြီးအောက်ကအခန်းလေးကိုဝင်ဖို့လုပ်နေတဲ့သူရိယာအတန်းဟာရုတ်တရက်ရပ်သွားခဲ့ပြီးခွဲကြီးကလည်းနိုးလာခဲ့တာကြောင့်ဘေးအောက်ခန်းလေးကိုဖြတ်ပြေးလာခဲ့ကြပါတယ် အောက်ရောက်တဲ့အခါမှာတော့နွယ်ရှင်တွေကဟယ်ရီတို့ကိုရစ်ပတ်နေခဲ့ပြီးဆီယမ်ပါကြီးဟာမိုနီကနွယ်ရှင်တွေအကြောင်းကိုသိလာကြောင်းငြင်းငြင်းလေးနေလိုက်တဲ့အခါမှာတော့နွယ်ရှင်တွေကအောက်ကိုပို့ပေးခဲ့လိုက်ပါတယ်နောက်ထပ်အခန်းထဲကိုဝင်ရောက်ခဲ့တဲ့အချိန်မှာတော့တော့ရီယာပြန်နေခဲ့ပြီးဘေးမှာဓမြစည်းပြန်တစ်ခုရှိနေခဲ့ပါတယ်ဟယ်ရီကဓမြစည်းပြန်ပေါ်ကိုတက်လိုက်တဲ့အခါမှာတော့တော့ရီယာရုတ်တရက်ဟယ်ရီကိုလိုက်လံတိုက်ခိုက်ခဲ့ပါတယ်ဒီလိုနဲ့တော့ရီကြားတဲ့ကအခြားတော့ရီနဲ့မတူတဲ့တော့ကိုရှာတွေးခဲ့တာကြောင့်လိုက်ပန်းခဲ့ပြီ ဟာမိုနီတို့ကိုပြစ်ပေးလိုက်တာထွက်ပြေးလာခဲ့ကြပါတယ်။နောက်ထပ်အခန်းထဲရောက်တဲ့အခါမှာတော့ကြီးမားတဲ့စစ်တူရင်ခုံကြီးကိုတွေ့မြင်ခဲ့ရပြီးဟယ်ရီတို့ရှင်းဆက်သွားတဲ့အခါမှာတော့တပတ်ကစစ်တူရင်ကပိတ်ထားခဲ့ပြီးသူတို့ကိုအနိုင်ရမှရှင်းဆက်သွားလို့ရမှာပဲဖြစ်ပါတယ်။စစ်တူရင်ကျွမ်းတဲ့ဝစ်စလီကလည်းကစားပုတ်ကိုဆုံးဖြတ်ခဲ့လိုက်ပါတယ်။အဆိုပါစစ်တူရင်တွေကတော့နိုင်ရင်တိုက်ထုတ်ပြစ်တာမဟုတ်ပဲလက်ထဲမှာပါတဲ့ဓားနဲ့ခုတ်ပိုင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ကစားနေရင်ဝစ်စလီဟာတစ်ဖက်ကဘယင်မကိုမနိုင်တော့တာကြောင့်သူ့ကိုယ်သူတစားကန်လှုပ်ပြီးဘယင်မအနားကိုကတ်လိုက်တဲ့အခါမှာတော့ဝစ်စလီရှိနေတဲ့မြင်းကိုဘယင်မကဓာတ်နဲ့ခုတ်လိုက်တာကြောင့်ဝစ်စလီတယောက်လဲကျသွားခဲ့ပါတယ်။ဟယ်ရီကလည်းချမ်းမိတ်လို့អော်လိုက်တာကြောင့်နောက်ဆုံးမှာအနိုင်ရရှိခဲ့လိုက်ပါတယ်။ဒီလိုနဲ့မေလဲနေတဲ့ဝစ်စလီကိုဟာမိုနီနဲ့ထားခဲ့လိုက်ပြီးပေါ်တာတုံးရှိနေတဲ့အခန်းထဲကိုဝင်လာခဲ့လိုက်ပါတယ်။အခန်းထဲရောက်တော့အမှန်ကြီးနဲ့အတူအနောက်ရောက်ပေါ်ပြင်းတာကာကွယ်ရေးပရော်ဖက်ဆာကိုတွေ့လိုက်တာကြောင့်စနိတ်ဝင်မလဲလို့မေးနေခဲ့ပါတယ်။ ပရိုဖက်ဆာဟာလည်းတိုက်ပွဲမှာ Harry ရဲ့ဓာပြစည်းပြန်ကိုစင်စာတိုက်နေတာ Snape ဖို့ပဲသူလှုပ်တာဖြစ်ပြီး Snape ကစင်စာကနေလွတ်အောင်ကောက်ွယ်ပေးခဲ့တာပဲဖြစ်ကြောင်းနဲ့ဘလူးကြီးကိုအာယုံလွဲအောင်သူကလှုပ်လိုက်တာဖြစ်ကြောင်းအပြစ်မှန်တွေကိုပြောပြခဲ့ပါတယ်ဒီလိုနဲ့ Harry ရဲ့နှစ်ဖူးကအမာရွတ်ဟာတဖြည်းဖြည်းနာလာခဲ့ပြီးပရိုဖက်ဆာက Harry ကိုမော်မန်ကြီးကိုကြီးခိုင်းခဲ့ပြီးကြောက်တုံးကိုရှာခိုင်းခဲ့လိုက်ပါတယ်မှန်ထဲမှာကြောက်တုံးကဟဲရီရဲ့ဘောင်းမီထဲမှာရှိနေခဲ့ပြီးဟဲရီကဘောင်းမီကိုစမ်းကြည့်လိုက်တဲ့အခါမှာတော့ကြောက်တုံးကတကယ်ရှိနေခဲ့ပါတယ်ပရိုဖက်ဆာကမှန်ထဲမှာဘာကိုတွေ့လဲမေးတော့ ဟယ်ရီကလည်းလိန်ပြောခဲ့လိုက်ပါတယ်ပရိုဖက်ဆာရဲ့ခေါင်းပေါင်းအနောက်မှာရှိနေတဲ့အရာတစ်ခုက "तू လိန်ပြောနေရဲ့"လို့ပြောကဟယ်ရီနဲ့စကားပြောချင်းတယ်လို့ပြောလိုက်တာကြောင့်ခေါင်းပေါင်းကိုချွတ်လိုက်တဲ့အခါမှာတော့ပရိုဖက်ဆာရဲ့နောက်ဆက်မှာဗိုဒါမော့ရဲ့မျက်နှာကိုမြင်လိုက်ရပါတယ်ဗိုဒါမော့ကလည်းမင်းလိန်နေတာမင်းရဲ့ဘောင်းမီအိတ်ကထဲမှာကြောက်တုံးရှိနေရဲ့"လို့ပြောလိုက်တာကြောင့်ဟယ်ရီကထွက်ပြေးဖို့လုပ်ပေမဲ့မီးရွေနဲ့တားနေခဲ့လိုက်ပါတယ် ဗိုဒါမော့ကဟယ်ရီစီကမော်ဂျောင်တုံးကိုတောင်းပြီးဟယ်ရီရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ဟယ်ရီကမပေးဘဲထွက်ပြေးခဲ့တာကြောင့်ပရိုဖက်ဆာကဟယ်ရီကိုဖမ်းပြီးလဲပင်းညစ်တဲ့အခါမှာတော့ဟယ်ရီကပရိုဖက်ဆာရဲ့လက်ကိုကန်လိုက်တဲ့အချိန်ပရိုဖက်ဆာရဲ့လက်တွေကတောက်ခဲတွေလိုကျွေကျသွားခဲ့ပါတယ်နောက်ဆုံးမှဟယ်ရီလည်းဒိုင်ကွက်ကိုတိသွားခဲ့ပြီးပရိုဖက်ဆာရဲ့မျက်နှာကိုလက်နဲ့ပြီးကန်လိုက်တဲ့အခါမှာတော့မြေမုံတွေဖြစ်ကပျောက်ကွယ်သွားခဲ့ပြီးဗိုဒါမော့ရဲ့ဝိညာဉ်ဟာဟယ်ရီရဲ့ခန္ဓာကိုယ်ကိုဖျက်သွားခဲ့တာကြောင့်ဟယ်ရီတယောက်တတိလစ်သွားခဲ့ပြီးအကြောင်းကဆေးရုပ်ကိုရောက်သွားခဲ့ပါတယ် ဟယ်ရီနိုးလာတဲ့အခါမှာတော့တောင်းသူတောင်းသားတွေကဟယ်ရီအတွက်မုန်းနေအများကြီးပေးထားခဲ့ကြပြီးတောင်းအုပ်ကြီးဒမ်မန်ဒေါ်ကလည်းဟယ်ရီကိုတည်င်းလာမေးခဲ့ပါတယ်ဒမ်မန်ဒေါ်ကမော်တော်တုံးကိုဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းပြောတော့ဟယ်ရီကလည်းအဲ့ဒါဆိုဗိုဒါမော့ကဘယ်တော့မှပြန်မလာနိုင်တော့ဘူးလားလို့မေးတဲ့အခါဒမ်မန်ဒေါ်ကလည်းဗိုဒါမော့ဟာတခြားနည်းနဲ့ပြန်လာမှာကိုစိုးရိမ်နေကြောင်းပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟယ်ရီကပရိုဖက်ဆာကိုသူ့ရဲ့လက်နဲ့ကင်လိုက်တဲ့အခါဘာလို့ပြာကျသွားရလဲမေးတော့ဒမ်မန်ဒေါ်ကလည်းဟယ်ရီသွေးထဲမှာရှိနေတဲ့လီလီဗော်ဒါရဲ့ချစ်ချင်းမြတ်တာတွေအကြောင်းလို့ပြောပြခဲ့ပါတယ် ဒီလိုနဲ့ Harry ကလည်းတတ်တတ်လာခဲ့ပြီးတကယ်ချင်းတွေနဲ့တွေ့တည်ခဲ့လိုက်ပါတယ်အဲ့ဒီနောက် Harry တို့ရဲ့ပထမနှစ်စာသင်နှစ်ဟာပြီးဆုံးလာခဲ့တာကြောင့်ကျောင်းဥကြီးဒမ်မဲတော်ကအသင်းတွေရဲ့အမှတ်စင်းတွေကိုပြောပြခဲ့ပါတယ်စီရီသရွေအသင်းက429မှတ်နဲ့ပထမရနေခဲ့ပြီး Gryffindor အသင်းဟာ309မှတ်နဲ့အဆင့်3နေရာမှာရောက်နေခဲ့တာကြောင့် Weasley တို့ကစိတ်ပြတ်သွားခဲ့ကြပါတယ်အဲ့နောက်ကျောင်းဦးကြီးကပြီးခဲ့တဲ့အဖြစ်ပြက်တွေကိုလည်းအမတ်စင်းနဲ့ထိပောင်းရမယ်လို့ဆိုတာကျောင်းကိုကယ်တင်ခဲ့တဲ့ဟယ်ရီကိုအမတ်60ပေးခဲ့ပြီးဟာမိုနီကအရေးကြုံတဲ့အခါမှာတော့ စင်စားလောက်ကနိုင်ငံလို့အမှတ်90ပေးခဲ့လိုက်ပြီးစစ်တူရဲ့ကျန်းကျင်တဲ့ဝစ်စလီကိုအမှတ်90စီထည့်ပေးလိုက်ပြီးနောက်ဘွတ်တွန်ဟာဟယ်ရီတို့အန်နီရဲ့ကြောင်ရမှာဆိုတာကြောင့်တငယ်ချင်းတွေကိုတားဆီးပေးခဲ့တဲ့အတွက်ဆယ်မှတ်ပေးလိုက်တာကြောင့်ဂရီဖင်ဒေါ်အသင်းဟာစလီတရင်းအသင်းကိုဆယ်မှတ်အတာနဲ့အနိုင်ရရှိသွားခဲ့တာကြောင့်ဟော်ဂန်ထဲမှာရှိနေတဲ့အလံတွေကိုဂရီဖင်ဒေါ်အလံဖြစ်ပြောင်းကပထမနှစ်ဟာပြီးဆုံးသွားခဲ့ပါတယ်ဒီလိုနဲ့ပထမနှစ်ပြီးလို့ကျောင်းသူကျောင်းသားတွေအားလုံးဟာအင်ဂျန်တော့မဲ့အချိန်မှာပဲဟယ်ရီကိုဟက်ဂရစ်ကသူတို့မိသားစုအတူရှိနေတဲ့ပုံလေးကိုပေးခဲ့လိုက်ပြီး ဟယ်ရီလည်းဟက်ဂရစ်ကိုနှုတ်ဆက်ပြီးယထာကြီးနဲ့အတူပြန်လာခဲ့ကဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ယခုကျွန်တော်တင်ဆက်သွားတဲ့ဇလန်းလေးကိုတိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးနောက်တဲ့ Video တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။